နာမည်ကျော်သတင်းထောက်ဒေးဗစ်အွန်စတိန်ရဲ့အဆိုအရသောမတ်ပါတီကိုတက်တန်းတူဖို့အတွက်စတင်ပြင်ဆင်လာခဲ့ပြီဖြစ်တဲ့အာဆင်နယ်။ အာဆင်နယ်အသင်းကမလခင်ပိုင်းမှာတော့တည်ကြသွားခဲ့တယ်။ဒါပေမဲ့ဒီသတင်းကတော့အာဆင်နယ်ဖန်တီအတွက်ဆိုရင်တော့ပျော်စရာကောင်းတဲ့သတင်း။ဒီသတင်းကအမှန်တကယ်တော့မနေ့ကညတွေကထွက်တာ။ဒါပေမဲ့ကျွန်တော်ကဘောလုံးပွဲကြီးလည်းပြရတာဖြစ်တဲ့အတွက်အခုလို့ဒီသတင်းပွဲရက်တီမှာတော့နည်းနည်းနောက်ကျသွားတယ်။ကြံခဲ့တဲ့၄ရက်လောက်တုန်းက သတင်းထောက်စာချတာပိုလိုက်ရီစီကတော့ကတော့အာဆင်နယ်အသင်းကဒီကစားမနဲ့ပတ်သက်ပြီးစာချုပ်တက်တက်မတိုးတော့ဘူးလက်လွတ်လိုက်ပြီဆိုတဲ့သတင်းတွေတက်လာတယ်အဲ့တော့အာဆင်နယ်ရုံးမှလည်းဒီသတင်းတွေကကြဲပြီးပြန်ထွက်ခဲ့ဒါပေမဲ့အခုချိန်မှာတော့ဒေးဗစ်အွန်စတင်ရဲ့ဖော်ပြသွားချက်ရဆိုရင်တော့အာဆင်နယ်အသင်းတာဝန်ရှိသူတွေကသဘောထားပြင်ပြီးပြောင်းလာခဲ့တယ်ဒီရာသီမှာထိတ်တန်းခြေစွမ်းပြနေခဲ့တဲ့သောမတ်ပါတီကိုအနည်းဆုံး2နှစ်သတ်တန်းတိုးသွားလိုတယ်2နှစ်သီးသန့်တိုးတာပဲဖြစ်ဖြစ်တစ်နှစ်သတ်တန်းတိုးပြီးနောက်ကအပိုလိုလျောက်သတ်တန်းတိုးခွင့်တစ်နှစ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းကန်လန်းသွားနိုင်ရှိတယ်မနစ်ကဂျော်ဂျင်းညိုပုံစံမျိုးပေါ့လေတစ်နှစ်တော့ တက်တန်းတူထားမယ်ကြိုက်ရင်နှစ်ဦးသဘောတူအလိုလျောက်တက်တန်းတူခွင့်တစ်နှစ်ဆိုတဲ့ပုံစံမျိုးနှစ်နှစ်ကန်လန်းသွားဖို့ရှိတယ်ဒီနေရာမှာဒေဗုအွန်စတိန်ဖော်ပြထားတဲ့နောက်ပိုင်းအချက်လက်လေးတွေစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကပါတီးကအာဆင်နယ်မှာပျော်ရွှင်နေပြီးတော့အာဆင်နယ်နဲ့ဆွေးနွေးမှုတွေလုပ်ပြီးအဆင်မပြေတော့မှပဲအခြား option အခြားကလပ်သင်းတွေကိုစဉ်းစားသွားမယ်ဆိုလိုချင်တာကဥရောပမှာသူ့ကိုလိုချင်တဲ့အက်တလတီကိုမက်ဒရစ်ဘာစီလိုနာဂျူဝင်တက်လိုအသင်းတွေကိုနောက်ဆုံးမှပဲဆွေးနွေးသွားမယ်အာဆင်နယ်နဲ့ပဲတီးတန့်အရင်ဆုံးဆွေးနွေးသွားမယ်အဲ့ဆိုတော့တောမက်ပါတီရဲ့လက်ရှိချိန်မှာအသက်32နှစ်ရှိပြီ သူ့ရဲ့မိသားစုဝင်တွေရောသူရောဒီလန်ဒန်မှာပြုံနေကြတယ်အဲ့လိုနေထားပါအာဆင်နယ်ကဒီကစားမိုက်အသက်ရွယ်ပိုင်းရောလောက်ခလာစားပိုင်းရောဒဏ်ရာချင်းနေကြအောင်စာချုပ်တံတန်းတိုးဖို့ကိစ္စတွေကြန့်ကြာနေမယ်အခုနှစ်လတင်းတင်းမကြံတော့တဲ့အချိန်မှာပဲဒီကစားသမားကိုတံတန်းတိုးဖို့အတွက်ပြင်ပြီးပြင်ဆင်လာခဲ့တယ်ဒါကတော့ကြိုးစွားမှာပဲကျွန်တော်မနေ့ကတင်းမှာတော့ပြောဖြစ်သေးတယ် surprise ဆိုပြီးပုံစံမျိုးနဲ့အာဆီနယ်တို့လောက်ကောင်းလုတ်လာနိုင်တယ်ဆိုပြီးတော့တရင်တော့တယောက်စီကနေရတဲ့တရင်ကိုကျွန်တော်ပြောပြဖြစ်တယ်ဗောလေအခုတော့ဒါ surprise ဆိုတဲ့ပုံစံမျိုး ဒီကစားသမားကိုအာဆီနယ်တင်းတောင်းဝရှိတွေပြန်ပြီးဆွေးနွေးလာတဲ့ပိုင်းပေါ့လေ32နှစ်ရဲ့ခန္ဓာသားကဂျွန်လာဆိုအသက်32နှစ်ပြည့်ပြီ2020လုံးကစာချုပ်ဖြစ်တဲ့ညယူတန်း90နဲ့အတလတီကိုမတ်တစ်အသင်းဆရာကြီးကျွန်တော်ခေါ်ခဲ့ရတယ်ဒီယာဒီမှာ48ပွဲကစားထားပြီးတော့၄ဂိုးသွင်းပြီးနှလုံးဖိုင်ထားတယ်အာဆီနယ်ရောက်ပြီးတဲ့ကဒီအနည်းဆုံးနောက်900ဒီအတွင်းမှာဒီကစားသမားဒီပွဲအများဆုံးကစားထားတာ သွင်းကိုဖန်တီးမှုအများဆုံးလုပ်ထားတဲ့ယာတီလို့ပြောလို့ရတယ်။သူရရောက်ချင်းယာတီတုန်းက33ဘောကစားတယ်၊၃လုံးဖန်တီးကြတယ်။2021 20နှစ်ဘောလုံးယာတီမှာ28ဘောကစားတယ်၊9ကိုသွင်းတကိုဖန်တီး2021 23ဘောလုံးယာတီမှာ52ပွဲကစားတယ်3ကိုသွင်းထားတယ်မနစ်ကတော့18ပွဲကစားတယ်သွင်းကိုဖန်တီးမှုရှိဘူးဒီရသည်မှာ48ပွဲအောင်ကစားပြီးတော့အာဆင်နယ်ကိုရောက်ပြီးတဲ့အကောင်းဆုံး performance လို့ပြောလို့ရတဲ့4ကိုသွင်းနှလုံးဖန်တီးနိုင်တဲ့ရသည်တစ်ခုကိုပိုက်ဆိုင်ထားတယ် ဲ့တော့ Thomas Partey ရဲ့ injury history ကြောင်းတစ်ချက်ပြောလိုက်အောင်ရောက်ရောက်ချင်းယာတီမှာတော့84ရက်နားရတယ်ဒဏ်ရာကြောင့်2021 22ဘောလုံးယာတီမှာ155ရက်အဲ့နောက်တရာတီရောက်တဲ့အခါမှာကျတော့31ရက်ပဲနားရတယ်ဒါပေမဲ့မနစ်ကတော့145ရက်ဒီယာတီမှာတော့ဒဏ်ရာကြောင့်6ရက်ပဲနားထားသေးတယ်လာမယ့်ယာတီကြရင်သူ့ရဲ့ဒဏ်ရာမှတ်တမ်းအခြေအနေကတော့တရာတီကရက်၁၀ရက်ကျော်လောက်ပဲနားရတယ်နောက်တရာတီကြလို့ရှိရင် ရက်တရာကျော်နားဆိုတဲ့ပုံစံမျိုးအလှဲ့ချသွားတာဖြစ်တဲ့အတွက်နောက်ရသီမှာဒဏ်ရာရပြီးတော့ရက်တရာကျော်မနာဘူးတော့လိုအပ်တယ်ပေါ့လေဒီရသီမှာတော့ပါတီကိုအားလုံးကတော်တော်လေးသမျောနေတာဒီရသီဒီခြေစွမ်းဒီအသက်အရွယ်နဲ့ပရီးမီးယားလိမှာအာဆင်နယ်ရဲ့ကွင်းလေကိုအများကြီးဟန်တယ်လုပေးထားပြီးတော့မာတင်ဇူမန်ဒီရောက်လာမယ်ဆိုရင်တော့မှပါတီရဲ့ အတိုင်းတာတကူကအသေးမှအရန်ရေးကြီးတဲ့ဆိုပြီးအားလုံးကမှတ်ယူထားတယ်။အဲ့တော့ကျွန်တော်အပါဝင်အာဆင်နယ်ဖန်တွေအားလုံးကလည်းသုံးမပါတီကိုအနည်းဆုံးတနည်းနဲ့တင်းတော့အသေးမှဆက်ပြီးရှိနေစေခြင်းနဲ့အတိုင်းပဲလက်ရှိချိန်မှာအာဆင်အသင်းတာဝန်ရှိတွေစတင်ဆွေးနွေးလာပါပြီ။အဲ့တော့တပတ်ကိုပေါင်နှစ်သိန်းပေးပြီးဆက်ထားမှလားအခြားကိစ္စတွေရောညှိမလားပါတီရဲ့အမှုကိစ္စတွေရောပြီးပြတ်သွားပြီလားပါတီရောစာချုပ်တက်တန်တိုးပြီးရင်ဒဏ်ရာမရဘဲနဲ့ဆက်ပြီးကစားနိုင်မလားဒါတွေကိုတော့အနာဂတ်မှာကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါ။ဒေးဗစ်အော့စတိန်ပြောထားတဲ့နောက်ထပ်တစ်ယောက်ကတော့မာတင်ဇူမန်ဒီအခြေအနေပေါ့လေအာဆင်နယ်နဲ့ မာတင်ဇူမန်နီကြားအခြေအနေကအားလုံးပြီးစီးတလောက်ဖြစ်သွားပြီဆိုပြီးသူကဖော်ပြသွားတယ်စပိန်လာလီဂါကလပ်ရီယယ်ဆိုစီတဲ့အသင်းရဲ့ကွင်းလွန်သားမမာတင်ဇူမန်နီကတော့အာဆင်နယ်အသင်းနဲ့ပြိုင်ဘက်မရှိတဲ့တင်ထွက်နေခဲ့တဲ့ပုံစံမျိုးပေါ့လေသူ့ကိုလိုချင်တဲ့အသင်းထဲမှာလီဗာပူးရှိတဲ့ရီယယ်မက်ဒရစ်ရှိရဲ့ဒါပေမဲ့အာဆင်နယ်နဲ့ပဲအားလုံးဒီပါဆွေးနွေးပြီးသွားပြီဆိုပြီးတော့ဒေးဗစ်အော့စတင်ကအတည်ပြုသွားတယ်ဒါပေမဲ့လောလောဆယ်တော့ ီချက်လောက်ပဲသူကအတီးပြူထားပြီးတော့ဘာတွေဘာတွေပြီးသွားပြီဆိုပြီးတော့ထတ်တော်မှပြောထားသေးဘူး26နှစ်ရဲ့စပိန်သားဒီရသည်43ဝန်းမှာ29သိန်းပြီးတလုံးဖိုင်ထားတယ်စာချုပ်ဖြတ်သိမ်းကြီးယူတန်း60ပေးရနဲ့ခေါ်လို့ရမယ်အဲ့ဒီမှာရနေတဲ့လောက်ခလာဆိုင်နှစ်ဆသုံးဆလောက်ထိအာဆင်နယ်ကပေးပြီးတော့ပရီးမီးယားလိမှာအသင်းရဲ့ကွင်းလေကိုရှယ်ပြင်ဖို့အတွက်ကြိုးစားနေပါလေဒါကမာတင်ဇူမန်ဒီရဲ့အခြေအနေအဲ့ဆိုမာတင်ဇူမန်ဒီခေါ်ပြီးတော့မှပါတီကိုအတိုင်းအတာတစ်ခုထိအသင်းမှာ တဘောဝါးရနောက်လာတဲ့ကစားသမားတွေကိုအသင်းရဲ့ကွင်းလယ်မှာဟန်ကြအောင်ထိမ့်ပြဖို့ထိအာဆင်နယ်ကပါတီကိုလည်းတက်တန်းတို့မယ်ဇူအီမန်တီကိုလည်းလှမ်းခေါ်မယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်နေပါတယ်။ဒီနေရာမှာဒေဗစ်အွန်စတင်ရဲ့နောက်ထပ်ဖော်ပြသွားတော့တိုက်စစ်မှု option နဲ့ပတ်သက်ပြီးတော့ Peter Cook ရဲ့နဲ့ Benjamin Sesko ကိုအာဆင်နယ်ကရွေးချယ်စရာအဖြစ်လက်ရှိချိန်မှာတွေ့ဆုံဆွေးနွေးမှုတွေလုပ်နေတယ်။ သူတို့ရဲ့အခြေအနေကိုပေါ့လေအီဆက်နဲ့ပတ်သက်ပြီးတော့လက်တွေ့ကြားတဲ့ကိစ္စမျိုးတော့မတွေ့မိဘူးအီဆက်နဲ့ပတ်သက်ပြီးအာဆင်နယ်တို့ခေါ်နိုင်တဲ့အနေအထားမရှိဘူးဆိုပြီးသူကပြောသွားတယ်။အိုစီမန်နဲ့ပတ်သက်ပြီးတော့လည်းတည်င်းမကြားယူပါဘူးဆိုပြောသွားတယ်။အဲ့ဆိုဈေးကွက်ထဲမှာတိုက်စစ်မှုနှစ်ဦးဖြစ်တဲ့ဒစ်တာယော့ဂရက်နဲ့ဘက်ဂျမင်ဆက်စကိုကိစ္စကပဲအာဆင်နယ်ဖြစ်လာနိုင်ခြင်းအရှိဆုံးတိုက်စစ်မှုတွေအဖြစ် ဒါဒေးဗစ်အွန်စတင်ကပြောသွားပါတယ်။နောက်တစ်ယောက်ကတော့ခက်စစ်ပိုင်းတက်ဒင်းဟူစင်ကိုလူတဲ့အသင်းကြီးတဲမှာအာဆင်နီကလက်ရှိချိန်ထိပြိုင်ပွဲထဲမှာရှိနေသေးပဲပြောရတယ်။အခုဆာလီဘာတစ်ချက်ချက်အမားလောက်တာတွေဂေဗီယယ်ဒန်ရတာမျိုးနဲ့ခီဗီယောကောင်းနေတယ်ဆိုပေမဲ့ အဲ့ဒီစင်တာဘက်ကစားသမားတွေကို pressure ပေးနေတဲ့ quality မြင့်အရန်ကစားသမားမရှိတာလေဒါရှေ့က first line နဲ့ကစားသမားတွေနည်းနည်းလေးပေါ့သွားစီရပေါ့လေအဲ့တော့ saliba အခုနောက်ပိုင်းပေါ့လာလို့တော့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့သူ့ကိုတကယ်ဖိအားပေးနိုင်တဲ့ခန်စစ်ဗဟိုကစားသမားအရန်ကိုမှရှိရင်တော့သူကဒီထက်ပိုပြီးကောင်းလာနိုင်ချေရှိရကျွန်တော်ထင်တယ် saliba မင်းက ပွဲစဉ်မှာလည်းအများကြီးကောင်းထားပါတယ်ဒီမနက်ခင်းစောပိုင်းရဲ့ကန်တဲ့ပွဲစဉ်မှာပဲတချို့နေရာလေးမှာတော့အမှားလုပ်တာရှိရပါလိမ့်အလုံးများများလုပ်တဲ့လူကတော့အမှားပါမှာပဲဆာလီဘာနဲ့ပတ်သက်ပြီးကျွန်တော်အပြစ်မတင်ဘူးဘာလို့ဆိုတော့ဒီယာနဲ့မှသူအမှားလုပ်တာကကျွန်တော်တွေ့ရတော့ရီးယန်းနဲ့တစ်ချိန်အခုတစ်ချိန်ခက်စစ်မှာဘက်တက်တင်နဲ့အမှားလုပ်မိသွားတာအဲ့တော့ဆာလီဘာနေနဲ့ဒါတွေကိုသင်ကန်းစားယူပြီးတော့ PSG အသင်းရဲ့ပွဲစဉ်မှာကလင်းရှစ်နိုင်ပွဲတစ်ခုကိုကိုယ်အိမ်ဝင်အမရိတ်မှာပေါ်ဆောင်ပေးနိုင်လို့ရှင်တော့ဒါတွေက ခဏလေးနဲ့မေ့ပျောက်သွားမယ်အမှားကြီးလို့ပဲကျွန်တော်ထင်ပါတယ်အဲ့ဒါဆိုညီကိုတော့ဘယ်လိုထင်လဲပါတီကိုတက်တန်းလို့မယ်ဇူမန်ဒီကလည်းဆက်ရောက်မယ်တိုက်စစ်မှုနှစ်ယောက်တည်းကပီတာယော့ဂရက်နဲ့ဆက်စကိုနှစ်ဦးတည်းကတဦးရောက်မယ်ပြီးလို့ရှိရင်ခန်စစ်ဘိုင်းအတွက်အရန်ကစားသမားအဖြစ်ပဲဖြစ်ဖြစ်စိန်ခေါ်နိုင်ဖို့အတွက်ဒင်းဟူဆန်လိုကစားသမားကိုဖြစ်နိုင်မယ်ဆိုတော့လာမယ့်နေရာဒီဈေးကွက်မှာဒီကစားသမားတွေကိုသာခေါ်နိုင်ခဲ့မယ်ဆိုတော့အာဆင်နယ်တီး ငွေသုံးခဲ့ရတယ်ဆိုလို့ရှိရင်မှပြည်ရနိုင်တဲ့ trophy တွေလမ်းကြောင်းပေါ်ကိုရောက်နိုင်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်။ဒီရာသီမှာလည်းရာသီအဆုံးသက်ကို Champion League Superfly နဲ့အဆုံးသက်နိုင်မယ်လို့ကျွန်တော်ပါဝင်အသင်း fan တွေအားလုံးကလည်းယုံကြည်ထားပါတယ်။ယုံကြည်ထားပြီးပါဖြစ်လာတာမဖြစ်လာတာကတပိုင်းဖြစ်လာခဲ့သည်ရှိတော့ပျော်ရတဲ့ရက်တွေနေသွားလိမ့်မယ်။အခုတည်းကပျော်ထားကြဖို့လည်းအားလုံးတိုက်တွန်းပါတယ်။ကျွန်တော်ကတော့ကြာခဲ့တဲ့2ရာသီလုံးအသင်းက Premier League Champion ပဲဖြစ်ခဲ့ပေမဲ့ပျော်ခဲ့ရတဲ့ရက်တွေအများစုရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမျှော်လင့်ချက်နဲ့အသက်ဆက်နေတာ အဲ့ဆိုကိုရီးယားချန်ပီယံလိမှာဖလားရသည်ဖြစ်စေမရသည်ဖြစ်စေငါတို့ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့မန်တယ်မျိုးကိုစိတ်ထဲမှာကြေယောင်းထားဖို့လိုအပ်ပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကောက်ကြီးပုံပြီးရွှေဘလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြောင်း6016633936ဆက်တွေ့ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်မှဖြစ်လို့ငွေပုံကိုရှယ်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရရှိပြီးကျွန်တော်အားပြုလို့ရပါတယ်အိုက်ဘက်ခွေကို Sport Internet 9သုံးလုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာ